စမ်းမယ်။ဘူးလဲလာဆွေဆိုသူမှာအလွန်ဆိုးရင်ပူပန်တတ်သူဖြစ်ပြီးတက်မတော်ရေးရဖျားဖျားထွက်အမြဲဆိုးရင်နေတတ်သူလို့မိမိဤမိသားစုရေးထွက်လဲအမြဲတမ်းပူပန်နေတတ်သူဖြစ်သည်။ယခုလည်းမိမိဤဇနီးဖြစ်သူဒေါ်တီရာတယောက်ဖျားနေပြီ။ဒီထိုင်မကောင်းဖြစ်နေသည်ကိုသိရတော့ချီမကင်မီလက်မကင်မီဖြစ်ရလအောင်ဘာလို့ရမမှန်သည့်ပူပန်တော့ကရောက်နေရရှာသည်မိမိတို့မိသားစုကိုအမြဲတမ်းကြိရှုပြီးနေကြ family doctor ဒေါက်တာထုခန့်ကျော်မှလည်းခီးလွန်တဲ့ဖြင့်လမ်းထိုင်နဲ့အသက်ရောက်လာသောဆရာဝန်ပေါ့ဆဒေါက်တာကိုလတ်မလွေရီအချာနီလန်မရှိတော့ဘူးထို့ကြောင့်ဒေါက်တာကိုလတ်အားတွားရောက်ပြင်ဖိတ်ပြီးအိမ်သို့အတူပြန်လာခဲ့ကြသည်ဒေါက်တာကိုလတ်မလူနာရှင်ဘူးလက်လဆွေအားလူနာပဲမှလည်းခင်ဗျအိတ်ခဲထဲမှာပါဆရာကောင်းပြီဦးလေးတို့အပြင်မှာနေခဲ့ကျွန်တော်လူနာချင်းကိုကြီးလိုက်ပါဦးမယ်ဆိုပြီး ပြောပြောဆိုဆိုဖြင့်အိတ်ခမ်းထဲသို့ဝင်သွားနေတော်သည်ဘူးလဲလဆွေမလည်းသူ့ရှိဇနီးလေးကိုပြင်ပကနေစိုးရိမ်ထိတ်လန့်စိတ်များဖြင့်ကနာမငိမ်ကျင်ရစ်ခဲ့ရရှာသည်မကြပါခမ်းထဲ၌ထုတံများရိုက်တံများထွက်ပေါ်လာကဘူးလဲလဆွေမလည်းပို့၍နားဆင်လိုက်မိသည်အတံများကအဆက်မပြတ်ကြားရလာသောအခါဘူးလဲလဆွေမလည်းရင်တုံပန်းတုံဖြစ်လာတော်သည်ထိုချိန်မှာ လိုက်ကနောက်ွယ်မှာဆရာဝန်ပေါက်ဆဒေါက်တာလက်ဤခေါင်းပြူထွက်လာကဓမ္မရှိလားဗျာဘာဘာဘာလို့မလို့လဲဟင်အော်ဓမ္မရှိလားလို့ဓမ္မရှိမယ်မယ်ပြေးပါဒေါက်တာကိုလက်မှာလဲဓမ္မနဲ့အတူအခန်းထဲသို့ပြန်ဝင်သွားတော့သည်သူပြန်ဝင်သွားသည်နဲ့တပြိုင်နက်တဝုံဝုံတတိုင်းတိုင်းအတံများထပ်မံထွက်ပေါ်လာပြီးမကြလိုက်ပါဒေါက်တာကိုလက်တယောက်ထပ်မံခေါင်းပြူထွက်လာပြန်သည်ပတ်စင်ရှိလား ဗျာအာမြေမြလုပ်ပါလူနာဒုက္ခရောက်တော့မယ်ဗျာရေးကြည့်တယ်ဒီလိုနဲ့အခန်းထဲ၌ပစိန်တံများကြားရပြန်တော့ခါဘူးလဲလားစီတယောက်ဘလို့မှမနေတာတော့ပဲဒေါက်တာဟိုလေဟိုကျွန်တော်လူနာချင်းနေလေဘလို့နေလဲယင်အဲ့ဒီအခါကျမှဒေါက်တာကိုလက်တယောက်စိတ်ဆိုးမှန်ဆိုးနဲ့ပြောရှာပါတော့တယ်ဘာမှကိုမဆန်းသက်ရသေးတာဒီမှာကျွန်တော်စစ်တက်တာတော့ဖွင့်လို့မရသေးဘူး